မင်္ဂလာပါခင်ဗျာ Revolut Burma News Channel ကနေပြီးတော့ဒီဇမလ12ရက်နေ့မနက်ပိုင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးပါမယ်ပထမဆုံးတင်ဆက်ပေးရမယ့်သတင်းကတော့ရခိုင်ပြည်နယ်မြောက်ဦးစေးုံကြီးကိုဘုံကျဲတိုက်ခိုက်ခဲ့တဲ့ပြစ်မှုကျူးလွန်သူကျူးလွန်ရန်စေခိုင်းသူနဲ့ပအဝင်ပတ်သက်သူများကိုပြင်းထန်စွာလက်တုံပြန်သွားမယ်လို့အေအေကမနေ့ကဒီဇမလ17ရက်နေ့မှာထုတ်ပြန်ကြေညာလိုက်တဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ် ဒီဇင်ဘာလ10ရက်နေ့မှာကြာရောက်တဲ့အပြည်ပြည်ဆိုင်ရာလူ့အခွင့်အရေးနေ့ည9:23မိနစ်ခန့်မှာမြောက်ဦးမြို့ထမရိတ်ရက်ကွက်မှာရှိတဲ့မြောက်ဦးပြည်သူစေယုံကြီးကိုအကြမ်းဖက်စစ်ခွေးတပ်ကဓမေတကယူရချက်ရှိရှိနဲ့ Jet Fighter တစ်စီးပေါ်ကနေဖြတ်အားဖြင့်ပေါင်900ဘုံးနှလုံးနဲ့အကြမ်းဖက် ကျဲချတိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်အခုလိုမျိုးဘုံကျဲတိုက်ခိုက်ခဲ့တဲ့အတွက်ကြောင့်ပြည်သူဆေးရုံဝင်းအတွင်းထဲမှာရှိတဲ့ဆေးရုံပင်မဆောင်ကြီးခွဲစိတ်ဆောင်အယိုးဆောင်အဓိကခွဲစိတ်ခန်းမအပါဝင်ဆေးရုံဝင်းအတွင်းထဲမှာရှိတဲ့ဝန်ထမ်းအင်အားအစရှိတဲ့မြောက်ဦးပြည်သူဆေးရုံကြီးတစ်ခုလုံးနီးပါးပြည်ဆေးဆုံးရှုံးခဲ့ရပြီးတော့ဆေးရုံပတ်ဝန်းကျင်မှာရှိတဲ့လူနေအိမ်အဆောက်အအုံတချို့ဟာဖိခိုက်ပျက်စီးခဲ့တယ်လို့သိရပါတယ် အကြမ်းဖက်စစ်ခွေးတိုက်ရဲ့ဘုံကျဲတိုက်ခိုက်မှုဖြစ်စဉ်မှာစေယောအတွင်ဆဲကူတာမှုခံယူနေကြတဲ့အပြစ်မဲ့အရသာပြည်သူများ၃လသားအရွယ်မိန်းကလေးတဦးအပါအဝင်အမျိုးသား၁၆ဦးအမျိုးသမီး၁၈ဦးစုစုပေါင်း၃၃ဦးပွဲချင်းပြီးတိတ်ဆုံးခဲ့တယ်လို့သိရပါဗျ။အခြားသောဆဲကူတာမှုခံယူနေကြတဲ့ကိုဝင်းဆောင်အမျိုးသမီးများတက်ကြီးရွယ်ဦးများနဲ့ကလေးငယ်များအပါအဝင်အပြစ်မဲ့တဲ့အရသာပြည်သူ86ဦးတို့ဟာလည်းထိခိုက်ဒဏ်ရာများရရှိခဲ့တယ်လို့သိရပါဗျ။ အခုလိုဒဏ်ရာရတဲ့သူတွေထဲမှာအရခပြည်သူကျမ်းမာရေးဝန်ထမ်းတချို့လည်းပါဝင်ခဲ့တယ်လို့သိရပါတယ်။မြောက်ဥခေအိုင်အတွင်းမှာရှိတဲ့မြောက်ဥပြည်သူစေယုံကြီးဟာအရခဒေတာအတွင်းနေထိုင်ကြတဲ့လူမျိုးဘာသာမရွေးစေကုသပေးနေတဲ့အရခပြည်သူလူထုအာကိုအားထားအပြည့်အစုံစေယုံကြီးတယုံဖြစ်တယ်လို့သိရပါတယ်။တခြားတစ်ဖက်မှာအကြမ်းဖက်စစ်ခွေးတပ်နဲ့အရခတပ်တော်တို့နှိချီတိုက်ပွဲများဖြစ်ပွားကယနေ့အချိန်ထိတိုက်ပွဲများပြင်းထန်နေတဲ့ကာလဗတ်စစ်အကြမ်းဖက်စစ်ခွေးတပ်ရဲ့လူသားချင်းစာနာထောက်ထားမှုဆိုင်ရာအကူအညီများအပါအဝင် အခြေခံစေဝါများပိတ်ဆို့ဖြတ်တောက်ခံထားရတဲ့ကာလအိနီးချင်းနိုင်ငံများကစေဝါများအလွဲတကူဝယ်ယူမရနိုင်တဲ့ကာလများနဲ့အခက်အခဲအကြမ်းတမ်းဆုံးအချိန်ကာလများကိုတိမ်မွေးစွာနဲ့ဖြတ်တန်းနေရတဲ့ကာလလည်းဖြစ်တယ်လို့သိရပါဗျ။အခုလိုမျိုးအခက်အခဲမျိုးစုံကြားတဲ့ကနေအရသာပြည်သူများကိုလူမျိုးဘာသာမရွေးပြည်သူ့ကျမ်းမာရေးဝန်ဆောင်မှုပေးနေတဲ့မြောက်ဦးပြည်သူဆေးရုံကြီးကိုတမင်တကာယူရချက်ရှိရှိနဲ့လေချောင်းကနေအကြမ်းတ်ဘုံကျဲခဲ့တဲ့အကြမ်းတ်စစ်ခွေးတိုက်ရဲ့လောက်ရဟာလုံးစွာဆက်ဆုပ်ယုံရှားပွဲအကြမ်းတ်လောက်ရဖြစ်တာသာမကား အာရခဒေတာအတွင်းအကြပ်စစ်ခွေးတိုက်ရဲ့ကျူးလွန်ခဲ့တဲ့နေရာမှာအဆိုးအဝါးဆုံးအပြင်းထန်ဆုံးသောစစ်ရာဇဝမှုကြီးတစ်ခုအပြစ်မဲ့အရသာပြည်သူများအစုလိုက်အပြုံလိုက်ထိခိုက်ဒဏ်ရာရသိမ်းဆုံးမှုအများဆုံးဖြစ်စဉ်တစ်ခုလည်းဖြစ်ကြောင်းအေအေကပြောဆိုထားပါတယ်။ အခုလိုမျိုးအများပြည်သူပိုင်းစေးုံစေးကမ်းများမှာစေးကူတမှုခံယူနေကြတယ်အပြစ်မဲ့အရသာပြည်သူများအပေါ်ပြစ်မှုကျူးလွန်ခံရခြင်းနဲ့ပတ်သက်ပြီးတော့တရားမျှတမှုရရှိရေးအတွက်ရခိုင်မျိုးသားအဖွဲ့ချုပ်အနေနဲ့တရားမျှတမှုကိုချစ်ခင်မြန်လို့တဲ့လူပုဂ္ဂိုလ်အဖွဲ့အစည်းများနဲ့ပူးပေါင်းကတရားမျှတမှုရရှိတဲ့အထိဆောင်ရွက်သွားမှာဖြစ်တယ်လို့ပြစ်မှုကျူးလွန်သူကျူးလွန်ရန်စိတ်ခိုင်းသူနဲ့ပါဝင်ပတ်သက်သူများအားပြင်းထန်စွာလက်တုံ့ပြန်သွားမယ်လို့ အေအေရဲ့ထုတ်ပြန်ချက်မှာဖော်ပြထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ ဆက်လာပြီးတော့တင်ဆက်ပေးရမယ်တိုက်ပွဲသတင်းကတော့ဇာခိုင်းတိုင်းစားလင်းကြီးမြို့နယ်မှာအကြမ်းဖက်ဆက်ခွေးတိုက်ရဲ့အများရေရင်နှက်စည်းကိုကြားဖြတ်တိုက်ခဲ့ရာဆက်ခွေးများထိခိုက်ဒိဆုံးမှုရှိခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်ဒီဇင်ဘာလ၈ရက်နေ့မှာဆက်ကူပြီးတော့ပြန်လာတဲ့အကြမ်းဖက်ဆက်ခွေးတိုက်ရဲ့အများရေရင်နှက်စည်းကိုတော်လိုင်းတပ်ဖွဲ့များကစားလင်းကြီးမြို့နယ်အတွင်းမှာရှိတဲ့ချင်းတွင်းမြေကြောင်တနေရာမှာကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်အခုလိုတိုက်ခိုက်မှုအတွင်းအကြမ်းဖက်ဆက်ခွေးတပ်ကထိခိုက်ဒိဆုံးမှုတွေရှိတော့လဲအရေးအဘက်ကိုအတိပြုနိုင်ခြင်းမရှိသေးဘူးလို့သိရပါတယ် ိုက်ခိုက်မှုပြုလုပ်ပြီးတဲ့နောက်တော်လိုင်းရဲဘော်များအဖြစ်ကမရှိဘဲနဲ့ပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့သိရပါတယ်ကျွန်တော်တို့ရှေ့အနေကကြားဖြတ်တိုက်ခိုက်ခဲ့တာပါအမြန်ရင်ရင်ပေါ်မှာစစ်ခွေး55កောင်ပါတယ်တိုက်ခိုက်မှုအတွင်းမှာစစ်ခွေးတွေထိခိုက်ဒေဆုံးမှုရှိပါတယ်ကျွန်တော်တို့စားလင်းကြီးမြို့နယ်တနေရာချင်းပရင်းကြီးအကြောင်းထဲမှာကြားဖြတ်တိုက်ခိုက်ခဲ့တာပါလို့ ချင်းရင်းကာကွယ်ရေးအထူးတပ်ဖွဲ့ကတောင်ရှိသူကပြောဆိုထားပါတယ်။၎င်းတိုက်ခိုက်မှုကိုချင်းရင်းကာကွယ်ရေးအထူးတပ်ဖွဲ့နဲ့အတူဆိုလိုအောင်ကြီးပြောင်ကြားတပ်ဖွဲ့တို့ကပူးပေါင်းတိုက်ခိုက်ခဲ့ကြတယ်လို့သိရပါတယ်။အလားတူပဲဩဂတ်စ28ရက်နေ့မွန်လွဲ2နာရီခန့်မှာလဲစာလင်ကြီးမြို့နယ်အတွင်းမှာရှိတဲ့ဝမ်ပေါင်ကုမ္ပဏီကဂျင်းနီများတင်ဆောင်ရန်အတွက်ချင်းရင်းမြေကျောင်းအတိုင်းအထက်ကိုစံတက်လာတဲ့စစ်သင်္ဘောနှစ်စီးတွဲတွန်းသင်္ဘောရှစ်စီးပါတဲ့ရေရင်တန်းကို မုံရွာမြို့နယ်ချင်းသိမ်းမြေကျောင်းတနေရာမှာတော်လိုင်းတပ်ဖွဲ့များကကြားဖြတ်တိုက်ခိုက်ခဲ့ကြောင်းသတင်းရရှိပါတယ်ခင်ဗျာနောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့ရန်ကုန်မြို့ကပိုင်းဖျားလက်မြန်မာပလာဇာရှိမှာဒီဇင်ဘာလ10ရက်နေ့ည10:00နာရီခွဲဝဲကျင်လောက်က ပြုံးဆောင်မိုးအောင်ရင်ရဲ့ကားအပါဝင်ကား 6C စင့်တိုင်းမှုဖြစ်ပွားခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။အဲ့ဒီဖြစ်စဉ်မှာမြမပလာဇာအနီးကဘာရေးဖျားလမ်းပေါ်မှာရှိတဲ့ဂုံးကျော်တရားပေါ်ကနေအရှိန်နဲ့ဆင်းလာတဲ့ Toyota Lexus အမဲအောင်ကားကဘီးပွိုင်မှာတန်းစီနေတဲ့ EV ကတက္ကစီနဲ့အင်စီကားတွေကိုဝေတိုက်နေတာဖြစ်တယ်လို့သိရပါတယ်။ Toyota Lexus အမဲအောင်ကားကမိုးအောင်ရင်မောင်းလာတာလို့ပြောကြပါတယ်။ရင်းတိုင်းမှုဖြစ်ပြီးမှအဲ့ဒီနားကိုရောက်သွားတာဆိုတော့ဖြစ်စဉ်သေးသေးချာချာမသိလိုက်ရဘူး။ မိုးအောင်ရင်ကတော့အေးအေးဆေးဆေးပဲသူ့ကောင်မလေးလည်းပါပါတယ်ထိခိုက်ဒဏ်ရာရတာမျိုးလည်းမတွေ့ရဘူးတခြားလူတွေတဲ့ဒဏ်ရာရတာတော့မရှိဘူးကားတွေကတော့ကားတိုက်တဲ့အချိန်ပြင်းမုံရပါတယ်အကုန်လုံးကစင်ပြီးတစ်စင်တော်တော်ပြက်စီးသွားတာလို့တက္ကစီရင်မောင်းတို့ကပြောကြထားပါတယ်ဒီဖြစ်စဉ်မှာစုစုပေါင်းကားရှက်စီးစစ်တိုက်မှုဖြစ်ခဲ့တာလို့ပြောဆိုတာတွေလည်းရှိခဲ့ပြီးတော့ နတ်စည်းကတော့အနေငယ်ထိခိုက်ပုံးပဲ600လောက်ပဲဖြစ်သွားတာမို့လို့အခင်းတဲ့နေရာကနေထွက်သွားတယ်လို့သိရပါဗျ။ဒါအပြင်ဒီဇင်ဘာလ10ရက်နေ့မှာပဲည10:18မိနစ်ဝင်းကျင်ကရန်ကုန်မြို့မင်္ဂလာတုံမြို့နယ်မြောက်ပိုင်းရပ်ကွာခရီးလေးလမ်းခွေမှာ စီပေါစာကားတစ်စီးကရထားတဲ့ကားကိုဝေးတိုက်မိပြီးကားမီးလောင်မှုဖြစ်ပွားခဲ့တယ်လို့မြန်မာနိုင်ငံမိသားတပ်ဖွဲ့ထံကသိရပါဗျ။အဲ့ဒီမီးလောင်မှုဖြစ်ပွားရာနေရာကိုမင်္ဂလာတုံမြို့နယ်မိသားစခန်း မော်ဘီမြို့နယ်မိသားစခန်းအင်းစိန်ခရိုင်မိသားစခန်းနဲ့ပလဲအယံမိသားစခန်းတို့ကမိသားတပ်ဖွဲ့ဝင်တွေကမိငိမ့်တရင်6စီမိသားရေတရင်5စီ LUF 60ရင်းတစည်းနဲ့တွားရောက်ပြီးတော့မိငိမ့်တက်ခဲ့တာမှာည10:54မိနစ်ဝင်းကျင်မှာမိငိမ့်တွားခဲ့တယ်လို့သိရပါဗျ။ ရန်ကုန်မြို့မှာရင်တိုင်းမှုတွေမကြာခဏဆိုသလိုဖြစ်ပွားလျက်ရှိတာမှာပြီးခဲ့တဲ့ဒီဇင်ဘာလ၄ရက်နေ့ကလည်းမရန်ကုန်မြို့နယ်ပါရမီလန်ထော်ရင်းကုန်းမီးပွိုင်အနီးမှာရပ်ထားတဲ့ကား၃စီးကိုအင်းစီးကားတစ်စီးကဝင်တိုင်းမှုဖြစ်ပွားခဲ့သေးတယ်လို့သိရပါဗါတယ်အဲ့ဒီလိုပဲဇော်လ၁၅ရက်နေ့ကလည်းအင်းစိန်မြို့နယ်တန်လမ်းမတိုင်အနီးမှာ YBX 67ရင်တစ်စီးကရပ်ထားတဲ့ကိုပိုင်ကားတစ်စီးကိုဝင်တိုက်ခဲ့ရာကနေကား၃စီးဆင့်တိုက်မှု ဖြစ်ပွားခဲ့သေးကြောင်းသတင်းရရှိပါတယ်ခင်ဗျာ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့တနင်္သာရီတိုင်းလောင်လုံးမြို့နယ်မှာအကြမ်းဖက်ဆစ်ခွေးစစ်ကြောင်းကိုကြားဖြတ်တိုက်ခိုက်ရာဆစ်ခွေးများထိခိုက်မှုများပြားပြီးတော့လေရင်လက်နက်ကြီးများနဲ့ပြန်လည်တိုက်ခိုက်ရာမြင်းမော်ရွာထဲမှာရှိတဲ့နေအိမ်များမီးလောင်ပျက်စီးခဲ့ရတဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ မနေ့ကဒီဇင်ဘာလ17ရက်နေ့မနက်ပိုင်းမှာလောင်လုံးမြို့ပေါ်ကနေစစ်ကြောင်းထိုးရန်ထွက်လာတဲ့အကြမ်းဖက်စစ်ခွေးများကိုတော်လိုင်းတပ်ဖွဲ့များကငင်းမော်ရွာအနီးမှာကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်။တိုက်ပွဲအတွင်းမှာအကြမ်းဖက်စစ်ခွေးတွေဘက်ကထိခိုက်ဒေဆုံးမှုများပြားခြင်းကြောင့်စစ်သည်မော်နဲ့ဒဝဲမြို့ပေါ်ကနေစစ်ခွေးတွေကလည်းလက်နက်ကြီးများနဲ့ပြစ်ကူပေးပြီးတော့တိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်။ဒါအပြင်ဂျာဖိုက်တာနဲ့လည်းငင်းမော်ရွာအတွင်းထဲကိုဘုံးကျဲတိုက်ခိုက်ခဲ့တဲ့အတွက်ကြောင့်နေအိမ်များမီးလောင်ပျက်စီးခဲ့ရတယ်လို့သိရပါတယ်။ အဲ့ဒီဖိပွေတိုက်ပွဲဟာညနေပိုင်းအထိပြင်းထန်ခဲ့ပြီးတော့ညပိုင်းမှာတိုက်ပွဲရပ်တန့်သွားတော့လဲအကြမ်းဖက်စစ်ခွေးစစ်ကြောင်းကလက်ရှိအချိန်ထိလောင်းလုံးမြို့ပေါ်ကိုပြန်လည်ဆုတ်ခွာခြင်းမရှိသေးတဲ့အတွက်ကြောင့်စစ်ရေးဆက်လက်တင်းမာနေဆဲဖြစ်တယ်လို့သိရပါဗျာ။ စစ်ခွင်းစစ်ကြောင်းကအခုတည်းတည်းတော့ပြန်မဆုပ်သေးဘူး။လောင်းလုံးမျိုးနားမှာပဲရှိသေးတယ်။တိုက်ပွဲကမနေ့ကညပိုင်းမှာညင်နေပေမဲ့စစ်ကြောင်းရှိနေသေးတော့ရှေ့ဆက်ပြီးတော့ဖြစ်နိုင်သေးတယ်။ပြည်သူတွေလည်းအကုန်လုံးတိတ်ရှောင်နေရတယ်။စစ်ခွေးတွေအထိနာလို့လေရင်ထဲမှာဘုံလာကျဲသွားတာစစ်ခွေးတွေထိခိုက်မှုများနိုင်တယ်လို့ဒေသတွင်းစစ်ရေးသတင်းအင်းမေကရှင်းပြထားပါဗျာ။အကြမ်းဖက်စစ်ခွေးတပ်ဟာလောင်းလုံးမြို့နယ်အတွင်းကိုဒီဇင်ဘာလ9ရက်နေ့ကနေ့ကစတင်ပြီးတော့တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲနဲ့ပြစ်ခတ်တိုက်ခိုက်နေခြင်းဖြစ်ပြီးမနေ့ကခြေဝါများကိုစစ်ကြောင်းထိုးလာခြင်းဖြစ်ကြောင်းတင်ပြရရှိပါတယ်ခင်ဗျာ နောက်ထပ်တင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့မန္တလေးတိုင်းမဇုံမြို့နယ်မှာအကြမ်းဖက်စစ်ခွေးစစ်ကြောင်းနဲ့တပ်ဆွဲထားတဲ့နေရများကိုတိုက်ခိုက်ရာစစ်ခွေးနှကောင်တေဆုံးသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဒီဇင်ဘာလ၄ရက်နေ့မနက်၈နာရီကမှမဇုံမြို့ကနေထွက်လာတဲ့အင်အား၁၀၀လောက်ပါတဲ့စစ်ခွေးစစ်ကြောင်းဟာလေဝင်းကုန်းကြီးရွာကိုရောက်ရှိလာတဲ့အချိန်တော်လိုင်းတပ်ဖွဲ့များက60မမဘုံသုံးလုံးဒရုန်းများနဲ့တိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်။အခုလိုမျိုးတိုက်ခိုက်မှုပြုလုပ်ပြီးတဲ့နောက်အကြမ်းဖက်စစ်ခွေးတွေဘက်ကလည်းလေဝင်းကုန်းကြီးရွာအနီးအနားမှာရှိတဲ့မကြီးကြီးရွာကပြည်သူများတော်ရင်းထဲမှာ တောင်ရွာလောက်ကိုင်းနေတဲ့နေရာကို drone နဲ့ဘုံကျဲတိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်။စစ်ခွေးတွေတိုက်ခိုက်မှုအတွင်းမှာပြည်သူတွေတော့ထိခိုက်မှုမရှိဘူးလို့ပြောပါတယ်။အဲ့ဒီနေ့မော်လယ်တနအိုင်ကမှာအကြမ်းဖက်စစ်ခွေးစစ်ကြောင်းဟာလေဝုံကုန်းကြီးွာကမစုံမျိုးကိုပြန်လည်ဆုတ်ခွာသွားခဲ့တယ်လို့သိရပါတယ်။ဒါအပြင်ဒေါ်လန်ရဲဘော်များကလည်းမစုံမျိုးအနီးမှာရှိတဲ့ရောင်ချင်းရွာစတင်ကြောင်းအတွင်းမှာတပ်ဆွဲထားတဲ့အကြမ်းဖက်စစ်ခွေးများကို drone နဲ့ထပ်မံဘုံကျဲတိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်။အဲ့ဒီတိုက်ခိုက်မှုအတွင်းမှာအကြမ်းဖက်စစ်ခွေးနှကောင်တိတ်ဆုံးကောင် စစ်ခွေးတွေဘက်ကလည်းလက်နက်ကြီးလက်နက်ငယ်များနဲ့ပြန်လည်ပစ်ခတ်တိုက်ခိုက်ခဲ့ပြီးတဲ့နောက်ဒေါ်လန်ရဲဘော်များကတော့အထိကိမရှိဘဲနဲ့ပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့သိရပါဗျ။လေဝင်းဘုံရွာကိုစစ်တောင်းထိုးလာတဲ့စစ်ခွေးတွေကိုလက်နက်ကြီး drone နဲ့ပစ်တာကတော့စစ်ခွေး9កောင်ခွေးပြေးဝပြေးဝင်ပြေးသွားတာတွေ့လိုက်ရပါတယ်။နှကောင်ကတော့ထိသွားတယ်။မပြေးနိုင်လို့ဘုံထိသွားတာ။ညောင်ချင်းရွာစာတင်ကျောင်းမှာအထိုင်ချရတဲ့စစ်ခွေးတွေကိုတိုက်ခိုက်တာကတော့ထိခိုက်သေးဆုံးမှုစင်းရဲမသိရသေးပါဘူး။ကျွန်တော်တို့တိုက်ခိုက်မှုပြုလုပ်ပြီးညနေ9:00ခွဲလောက်မှာစစ်ခွေးတွေကငစုံမြုပ်ကလက်နက်ကြီးနဲ့ တောင်ဘက်ကိုပြစ်ခတ်ပြီးကားလေးစီးနဲ့ရောင်ကြီးပါကိုတက်သွားတယ်လို့ PGYR Youth Guerrilla Counter Revolution and Zaga တောင်ရှိသူကပြောပြထားပါတယ်။၎င်းတိုက်ခိုက်မှုကို PGYR Youth Guerrilla Counter Revolution and Zaga မြန်မာခရယာအမတ်ဆက်တဲ့တရင်ကဥဆောင်ခဲ့ပြီးတော့မြင်းအောင်မဟာမိတ်လက်ယုံတပ်ဖွဲ့925ပျောက်ကြားတပ်ဖွဲ့နဲ့အတူပူးပေါင်းလှုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီးဒေါ်လာရင်ရဲဘော်တွေဘက်က Facewind Drone Disease ပျက်စီးဆုံးရှုံးခဲ့ရကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့မန္တလေးတိုင်းစိန်ကူးမြို့နယ်လက်ပံလရွာကိုအကြမ်းဖက်ဆစ်ခွေးတပ်ကလေရင်နဲ့နှက်ကျင်းဘုံကျဲတိုက်ခိုက်ခြင်းကြောင့်ပြည်သူတအုပ်တိတ်ဆုံးပြီးငါးဦးထိခိုက်ဒဏ်ရာရှိကနေအိမ်များမိလောင်ပြက်စီးသွားခဲ့ရတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်ဒီဇင်ဘာလ17ရက်နေ့မှာစင်ကူးမြို့နယ်လက်ပံလာရွာအတွင်းမှာရှိတဲ့ပြည်စိုးအောင်ရက်ွက်နယ်ပင်လယ်ကြီးရက်ွက်ကိုအကြမ်းဖက်ဆစ်ခွေးတပ်ရဲ့တရဦးလေးတပ်ကနေတက်လာတဲ့ဂျော့ဖိုက်တာနှစ်စီးကလေကြောင်းတိုက်ခိုက်မှု၅ကြိမ်ပြုလုပ်ခဲ့တယ်လို့သိရပါဗျ အကြမ်းဖက်စစ်ခွေးတိုက်ရဲ့လေကြောင်းတိုက်ခိုက်မှုအတွင်းပြည်စိုးအောင်ရက်ကွက်အတွင်းမှာရှိတဲ့နေအိမ်များမီးလောင်ပျောက်ကျခဲ့ရပြီးတော့ပြည်သူများထိခိုက်မှုမရှိတော့လဲပင်လယ်ကြီးရက်ကွက်ကိုလေကြောင်းတိုက်ခိုက်မှုအတွင်းမှာပြည်သူတအုပ်တေဆုံးက၅ဦးထိခိုက်ဒဏ်ရာရရှိခဲ့ပြီးတော့နေအိမ်များလည်းပျက်စီးသွားတယ်လို့သိရပါတယ်။တရုံလေတက်ကတက်လာတဲ့စစ်ခွေးတွေရဲ့ဂျက်ဖိုက်တာနှစ်စီးကစင်ကူးမြုံနဲ့လက်ပံလာရွာတွေကပြည်စိုးအောင်ရက်ကွက်နဲ့ပင်လယ်ကြီးရက်ကွက်ကို၅ချိန်ဘုံကျဲတိုက်ခိုက်သွားတာခြေဝါနေပြည်သူအမျိုးသားတအုပ်တေဆုံးပြီးပြည်သူ၅ဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ စင်ကုန်းမြို့နယ်ပတ်ကောက်မှာတရင်တာဝန်ခံကိုတန်မဏိကရှင်းပြထားပါဗျ။အလားတူပဲနိုဝင်ဘာလ28ရက်နေ့ကလည်းစင်ကုန်းမြို့နယ်မှာစစ်ပေးဆောင်ပြည်သူများနေထိုင်တဲ့ဝယုံကုန်းကျေးရွာဖုန်ကြီးကျောင်းပင်လယ်ကြီးရွာရှောက်ပင်ရိုးရွာနဲ့ပြင်းပင်ရွာတို့ကိုမိထီလာလေးတက်ကတက်လာတဲ့အကြမ်းဖက်စစ်ခွေးတိုက်ရဲ့ဂျက်ဖိုင်တာကလေးကျောင်းကနေဘုံကျဲတိုက်ခိုက်ခဲ့ပြီးတော့ပြည်သူ9ဦးသေဆုံးခဲ့ကြောင်းတရင်ရရှိပါတယ်ခင်ဗျာ။ အခုလိုမျိုးမြန်မာတနိုင်ငံလုံးမှာဖြစ်ပွားနေတဲ့စစ်ရေးသတင်းနိုင်ငံရေးသတင်းများကိုအချိန်ပေးပြီးတော့နားဆင်ပေးတဲ့အတွက် Revolut Burma News Channel ကနေပြီးတော့အထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာမြန်မာနိုင်ငံသူနိုင်ငံသားများအားလုံးဘေးအန္တရာယ်အပေါင်းကကင်းဝေးပြီးတော့အကြမ်းဆက်အာဏာရှင်စနစ်ဆိုးကြီးရဲ့လက်အောက်ကနေလေအမြန်ဆုံးလွတ်မြောက်နိုင်ကြပါစေခင်ဗျာ